ခေါင်းထဲမှာအမိုက်တွေထည့်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှင်ခေါင်းအေးအေးမထားနိုင်တော့ချောခေါင်းအေးအေးဆိုလို့ရေဆွတ်တာမျိုးမလုပ်နိုင်နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထည့်နဲ့မြူနစ်စပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တမိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အဲ့တော့ဆိုရင် အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ် အဲ့ဒါတွေမထက်နဲ့ဝုန်းဟိုတော့ချောင်းချောင်းထားခြေတော့ကိုတော့နှွေးနှွေးလိထားလို့ပြောချတယ်ပေါ့နော်ခြေတော့နှွေးနှွေးခေါင်းအေးအေးဝုန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါခြေပတ်တွတ်တဲ့ခြင်းအကြောင်းနေပဲကျမ်းမာပြီးတော့ခြေပတ်တွတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာဇာယိနောဆိုတာဆင်ញင်သုံးသက်တတ်ရမယ် ကိုယ့်အခြေအနေကိုကိုယ်စဉ်းကျင်သုံးသပ်တယ်။ငါလှုပ်နေတာဘာတွေနဲ့အချိန်ကုန်နေသလဲ။ငါဘာလှုပ်တဲ့သလဲဆိုတာကိုအမြဲတမ်းစဉ်းကျင်သုံးသပ်ရမယ်။ဒီတဲ့အစဉ်မြင်လို့နိဗ္ဗာန်ရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်ရာမှမမြဲဘူးဆိုတာကိုသိရမယ်။စဉ်းကျင်တဲ့မမြဲဘူးလို့သိခြင်းဟာဘာအကျိုးရှိလဲလို့မေးကြည့်။တွေ့တောင်မှုတွေကိုရှင်းချလို့ရတာ။ဒုရီယာတွေ့တောင်မှုဆွဲမဲ့မှုတွေပေါ်မှာ တွေ့တာမှုဆွမ်းမဲ့မှုကိုအကြောင်းပြုပြီးတော့တွေ့တာတဲ့အရာအတွက်လှုပ်ချံလုံမိသွားတတ်တယ်ပေါ့မကောင်းတာတွေလုံမိသွားတယ်လုံမိသွားလို့ဆိုးကျိုးတွေနဲ့တွေ့တတ်တယ်ဒါကြောင့်မို့တွေ့တာမှုကိုရှင်းချဖို့ရအတွက်အရာခသိဟမမြဲဘူးဆိုတဲ့အနိစ္စတင်ညာသာဝရပြောင်းလဲနေတဲ့အရာတွေပဲလို့စဉ်ရင်သုံးသပ်နိုင်ရမယ်လို့သူဆိုတယ်အဲ့ဒါလို့မဟုတ်လို့ရှိရင် ကိုယ်စိတ်တွေအာယုန်တစ်ခုထဲမှာဆူဆီးလို့မရဘူး။တမာရီမရှိလို့စိတ်တွေဟာလွင့်ပြန်နေတဲ့တည်ငြိမ်မှုမရဘူးဆိုရင်တမာရီချင်းစင်နေတဲ့ကိုယ်စိတ်လေးကိုငြိမ်အောင်အာယုန်တစ်ခုထဲမှာဆူဆိုင်လို့ရအောင်လို့ကိုယ်ပါလုံနေတယ်လေ။အဲ့ဒီပါလုံနေတယ်လဲဆိုတဲ့အချက်ပေါ်မှာကိုယ်စိတ်လေးတည်ငြိမ်အောင်ထားနိုင်ဖို့ကြိုးစားအဲ့ဒီနှစ်ခုကိုဇာယီနောလို့ပြောတာကမ္ဘာအထုတ်ပြီဆိုလို့ရှိရင်အဲ့တော့ သမထကျင့်တယ်ကိုလည်းစာရင်နောဝိပဿနာတရားအထုတ်တာလည်းစာရင်နောပဲသဘာဝကိုအတိမှန်ဆင်ញင်သုံးသက်တယ်အဲ့ဒါတမာရီနဲ့ပညာတွေ့တဲ့အောင်ကြိုးစားခြင်း